2030ခုနှစ်ထိအာဆင်နယ်သင်းနဲ့စာချုပ်သက်တမ်းတရားဝင်တိုးလိုက်တဲ့ဝီလျံဆာလီဘာ ဝီလျံဆာလီဘာဆိုတဲ့အာဆင်နယ်တင်းရဲ့ခံစစ်ကစားသမားကတော့ဒါကျွန်တော်တို့ပထမတော့ခံမှန်းထားခဲ့တာဒီကစားသမားအာဆင်နယ်မှာဆက်ပြီးရှိပါမလားရီယယ်မက်ဒရစ်ဆွဲဆောင်လို့ရှိရင်ပါသွားနိုင်တယ်ဘာကြောင့်ကျွန်တော်တို့ခံမှန်းထားခဲ့ပြီမြန်ခဲ့တဲ့25နှစ်လောက်ထဲကအာဆင်နယ်နဲ့အင်တာနယ်မှာအလုံးပြီးပြီးသွားပြီကြားသိရတယ်ဒီနေ့ကတော့တရားဝင်လက်မှတ်ထိုးလိုက်တာဒါကြောင့်မလို့2029ခုနှစ်ထိပဲကြံတော့မဲ့ဝီလျံဆာလီဘာစာချုပ်ဒီလက်ရှိချိန်မှာ2030ခုနှစ်ထိဖြစ်သွားပြီဆိုလိုချင်တာက ဝီလျံဆာလီဗာအာဆင်နယ်ကနောက်ထပ်၅နှစ်ဆက်ပြီးရှိတော့မယ်ဆိုတဲ့သဘောအာဆင်နယ်သင်းရဲ့စာချုပ်သက်တမ်းတူရေးမူဝါဒတွေအရဆိုရင်တော့နှစ်နှစ်သက်တမ်းကျန်တဲ့ချိန်မှာပြန်ပြီးတော့ဆွေးနွေးလေးရှိရာဖြစ်တဲ့အတွက်၂၀၂၈လောက်ကျမှပဲဒီကစားမိုက်စာချုပ်သက်တမ်းတူရေးကိစ္စနဲ့ထပ်ပြီးဆွေးနွေးဖို့ရှိရယ်လောလောဆယ်ထိကတော့အာဆင်နယ်က၂၀၂၈ခုနှစ်ထိစိတ်ချလက်ချပဲ၂၀၃၀ခုနှစ်ထိတည်ယဝင်ပိုင်ဆိုင်ခွင့်ရှိသွားတယ်ဒီကိစ္စမှာအရေးပါတာက န်ထရီဘာတာရဲ့စူးစမ်းအထုတ်မှုတွေလည်းကျွန်တော်အသိမဲ့ပြရမယ်။အာဒီတာကြောင့်ကစားသမားတွေဆက်ပြီးနေတယ်ဆိုတာကိုလည်းအသိမဲ့ပြရမယ်။အရေးကြီးဆုံးအခန်းကဏ္ဍတော့ဆာလီဘာကိုယ်တိုင်ကအာဆင်နယ်မှာဆက်ပြီးနေဖို့ရွေးချယ်လိုက်တယ်။အာဆင်နယ်မှာအာဆင်နယ်ဖြစ်တယ်ဆိုတဲ့အချက်ပဲ။ဒါကြောင့်လဲဆိုတော့ underground မှာ agency ကိုဓာတ်ရိုက်ဆက်သွယ်ချိတ်ဆက်မှုတွေလုပ်နေကြတဲ့ Real Madrid လို့အသိမျိုးရှိတယ်။ PSG လို့အသိမျိုးရှိတယ်။ကစားသမားကလာကျင်နေဆိုရင်လုံးဝငွေလန်းခင်းပြီးကြိုးစုံမဲ့အသင်းတွေ။နောက်ဆုံး2026ຫນွေမှာတန်ကြီးတရက်နဲ့ ကမ်းလှမ်းမှုပြဆိုလို့ရှိရင်လေသူတို့ကကမ်းလှမ်းမှာပဲစာလီဘာသာတောင်းဆိုလို့ရှိရင်ဒါပေမဲ့ဒီကစားမကိုယ်တိုင်ကအာဆင်နဲ့စာချုပ်သက်တမ်းတစ်နှစ်ခွဲကြကြောပဲကျန်တော့တဲ့အချိန်မှာအသင်းမှာဆက်ပြီးနေဖို့ရွေးချယ်လိုက်တယ်။ဒီညမှာဒီကစားမအာဆင်မှာဘာကြောင့်နေလဲဆိုတော့အင်တာဗျူးမှာပြောထားတဲ့စကားလေးကျွန်တော်ပြပြမယ်။နီးပြမီခေးအာရီတာကကမ္ဘာအကောင်ဆုံးနီးပြရတဲ့တယောက်ပါ။သူကကျွန်တော်ကိုအများကြီးကူညီပေးခဲ့ပြီးတော့သူ့လက်အောက်မှာကစားတာကျွန်တော်အရန်ပျော်ရွှင်ပါတယ်ကျွန်တော်ခုအသက်24နှစ်ပဲရှိသေးတယ် ကမ္ဘာအကောင်ဆုံးအဆင့်ကိုကျွန်တော်မရောက်သေးဘူးဒါပေမဲ့ကျွန်တော်အတွက်အများကြီးတိုးတက်အောင် လုပ်ပေးဖို့အတွက်နီးပြဖွင့်နေတဲ့အာရီတာကကျွန်တော်ကိုယ်တိုင်လည်းသူတို့လောက်မှကစားရင်အများကြီးတိုးတက်လာနိုင်တယ်လို့ခံယူထားတာဖြစ်တဲ့အတွက်သူတို့ကျွန်တော်ကိုကောင်းကောင်းကြီးကမ္ဘာဆင့်ခံစားမှဖြစ်လာအောင်သူတို့လုပ်ပေးနိုင်လေမယ့်လို့ယူဆတာဖြစ်တဲ့အတွက်ဒီမှာဆက်ပြီးနေတာပါဆိုပြီးပြောသွားတယ် ။ဒါကိုကြည့်လိုက်မယ်ဆိုရင်အိုက်ဒါရဲ့လက်အောက်မှာဆော့ရင်ကဘာအဆင့်ခံစားသမားတူဖြစ်လာမယ်။ပြီးတော့ဒီအသင်းကိုရွေးချယ်လိုက်တဲ့အတွက်လည်းနောင်ကြရစရာမရှိဘူး။ဘာကြောင့်ဒီအသင်းမှာဆက်ပြီးတက်တန်းတူပြီးနေလိုက်တာလဲဆိုတာကိုပြောသွားခဲ့တယ်။ကဘာအကောင်ဆုံးနီးပြရတဲ့တယောက်ဖြစ်အိုက်ဒါကိုလည်းသူရှုမြင်ထားတယ်။အဲကြောင့်ကျွန်တော်တို့ဒီအိုက်ဒါနဲ့ပတ်သက်ပြီးဘလို့ပဲပြောပြောကျွန်တော်တို့အမြင်ကတော့ပိတ်သက်မြင်ပေါ့လေ။နိုင်တဲ့အခါအိုက်ဒါကိုချီးကျူးမယ်၊ရှုံးတဲ့အခါအိုက်ဒါလိုအပ်ချက်တွေထောက်ပြမယ်ဒါပဲ။ဒါပေမဲ့ အမြဲတမ်းထိတွေ့ဆက်ဆံနေရတဲ့ player တွေကြတော့ Aita ရဲ့အသေးသေးကြတဲ့အချက်လက်လေးတွေကစားသမိုင်းနဲ့ပတ်သက်ပြီးတော့ kain တွေ့တာတွေအနည်းဆုံးဥမာပြမယ်ဆိုလို့ရှိရင် Christian Nogat Arsenal ရောက်လာတဲ့ခါမှာသူ့သားလေးကိုပါ Arsenal ကြစီဝတ်ဆင်ပြီးတော့အဲ့ Porto Sheen လုတ်တဲ့နေရာမှာပေးတွေ့တာမျိုးတွေတခါကျရင်မိသားစုမှာသူတို့အရန်ချီရတဲ့အဖိုးဖွားတွေပါအာဆင်နယ်ကြားစီလက်ဆောင်ပေးတာမျိုးတွေတပုံတွဲတာမျိုးတွေအဲ့လိုမျိုးအသေးစိတ်အချက်လက်လေးတွေအားစအိုက်ဒါကြိုတင်ပြင်ဆင်နေကစားသမိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ relationship ရှိတယ်ဒါကြောင့်မို့လို့ကစားသမိုင်းရဲ့တူတက်ဆိုပေးဆက်ကစားခြင်းနေအခုကိစ္စမှာဆိုလဲ တတန်းတိုးရတာအစဉ်ပြေပါမှာဆိုကျွန်တော်တို့ခံမှန်းထားခဲ့တဲ့ဘိုးခံစစ်အထိုင်းဂေဗီယာမကာကြီးတော့ຫນွေစည်းကွက်မှာနေအစိုးရတတန်းတိုးလိုက်တယ်2029ခုနှစ်ထိစာလီဘာ2030ခုနှစ်ထိအခုကျွန်တော်သတင်းကြားတာ ဘူကောက်စားကိစ္စလည်းတဖြည်းဖြည်းနဲ့တော်တော်လေးပြီးဆုံးမှုနီးစပ်လာပြီးကြားသိရတယ်။အာဆင်နဲ့မကြခင်မှာတရားဝင်ကြေညာတော့မဲ့ကစားသမားကြီးတယောက်ဖြစ်ဘူကောက်စားကပြင်မှာနောက်ထပ်တယောက်ကိုလည်းအန်ဒရီဘာဒါဆက်ပြီးတော့စာချုပ်တန်တန်တွေးကိစ္စစီးယုံနဲ့ကြားသိရတယ်။အဲ့တော့အန်ဒရီဘာဒါကိုကျွန်တော်တို့ချီးကျူးရမှာကကစားသမားရှိဦးဝယ်ပေးခဲ့တဲ့ຫນွေစည်းကွက်ရဲ့အသင်းရဲ့ကောင်းပင်ညို့မှုဆိုကစားသမားကြီးဖြစ်တဲ့ KB မကာကြီးဝီလန်စာလီဘောက်တက်တန်းတူရာရဲ့အလားလားရှိတဲ့အီတန်ဝန်နေရီနဲ့လူးဝစ်ကယ်လီကိုတက်တန်းတူရာရဲ့ထရော့ဆက်လူမျိုးအရန်ကစားသမားကောင်းတူကိုတက်တန်းတူရာတောက်လျှောက်လှူထားနိုင်ခဲ့တယ်။ အဲ့တော့ entry bar တော့လည်းကျွန်တော်ကျေးဇူးတင်ရမယ်ပြီးတော့ကစားသမားတွေဆက်ပြီးနေကြအောင် policy တခုကိုချပြပြီးဆွဲဆောင်ထားနိုင်တဲ့ item တော့လည်းကျွန်တော်အသိမဲ့ပြုရမယ်အဲ့တော့ william saliba အဆင့်ထဲမှာဆက်ပြီးနေသွားပြီ2030ခုနှစ်ထိကျွန်တော်ကြားရတဲ့တချို့ report တွေရဆိုရင်တော့တပတ်ကိုပေါင်2သိန်းခွဲလောက်ရမယ်ကြားသိရတယ်ဒီနေရာမှာ arsenal team ရဲ့ဘိုးခန်စစ် newcastle အသင်းရဲ့ပွဲမှာပွဲထွက်ခဲ့တဲ့ကစားသမားတွေကြောင့်ကျွန်တော်ချက်ပြတ်ပြမယ် saliba ကြောင့်ပဲပြောလိုက်တော့မှာမော်ကွယ်ရတော့လူသိဖြစ်တဲ့အတွက်မပြောတော့ဘူးအဲ့ဒီကစားသမားကြီးရဲ့လက်ရှိပြင်းပြအတန်တော့ကြည့်မယ်ဆို gabriel magai အသက်28နှစ်နောက်ထပ်3နှစ်ကအာဆင်နယ်ခန်းစဉ်မှာကောင်းကောင်းဆုတ်လို့ရတယ်စာချုပ်က2029ခုနှစ်တီဘရာဇီးသားရီကာရိုကာလာဖီယိုရီဘယ်ဘက်ခန်းစဉ်ဆိုမှာလူးဝစ်ကယ်လီထက်ဒီရာသီမှာပိုပြီးကစားဝင်ရလာတယ်စီနီယာလေဗယ်ရဆိုရင်အသက်23နှစ်ရှိပြီဒါပေမဲ့အသက်23နှစ်ဆိုတာငငယ်လေးရှိတယ်9နှစ်8နှစ်လောက်ကောင်းကောင်းသုံးလို့ရတယ်စာချုပ်ကလည်းကျွန်တော်တို့2029ခုနှစ်ထိဘောခန်းစစ်မှာဆိုရင်ဂေဘီယယ်မကိုင်းနဲ့တူတွဲပြီးစောမဲ့ဝီလျံဆာလီဘာဒီအသက်24နှစ်ဒါကနောက်ထပ်6နှစ်9နှစ်လောက်လှည့်ကြည့်ကြမှာလို့ ဗဟုခန့်စစ်မှာအဲသူ့ရဲ့စာချုပ်က2030ခုနှစ်ထိနောက်ဆုံးတယောက်ဂျူလီယန်ထစ်မှာဘန်ဝိုက်ကိုအောင်မေးလောက်တဲ့အထိခြေစွမ်းပြနေခဲ့တဲ့ဒီနယ်သာလန်သားကတော့အသက်24နှစ်အခုအာဆင်နယ်တင်းရဲ့ခန့်စစ်မှာဂေဗီယယ်မကာကြီးတယောက်လောက်ပဲအသက်28နှစ်တန်းကိုရောက်လာတာဖြစ်ပေမဲ့ဂျန်နန်ကသားမကြီးအသက်ငယ်ရည်ရှိတယ်။ဆယ်စုနှစ်တခုစာနီးပါးလောက်ထိတွဲပြီးဆော့လို့ရလောက်တဲ့အသက်အရွယ်တန်းရှိတယ်။အများကြီးတိုးတက်လာနိုင်ရှိတယ်။လက်ရှိချိန်မှာလည်းကဘာအဆင့်ကိုတန်း တက်ဖို့အတွက်နည်းနည်းလေးပဲလူတော့တဲ့ကစားသမားတွေပေါ့လေအဲ့တော့ဂျူရန်တင်မာတော့အသက်24နှစ်အာဆင်နယ်သင်းနဲ့2028ခုနှစ်ထိစာချုပ်ရှိသေးတယ်အခုဒီနှစ်ထဲမှာတော့ဒီရာသီမှာ2029ထိစာချုပ်ရှိရဲ့ကစားသမားတွေအလုံးလုံပြီးသွားရင်2028ခုနှစ်ထိပဲစာချုပ်ရှိတော့ရဲ့ကစားသမားတွေကိုလာမယ့်ຫນွေစည်းကွက်လာမယ့်ရာသီမှာလုပ်ဖို့တော့ရှိရဲအဲ့တော့အာဆင်နယ်သင်းရဲ့အခုခံစစ်တမ်းမှာဆိုရင်ရီကာဒိုကာလာဖီယိုရီဂေဘီယယ်မကာယီဝီလျံဆာလီဘာဂျူရန်တင်မာအဲ့ဒီခံစစ်အထိုင်တီလုံးဝအာဆင်နယ်သင်းစာချုပ်ကိစ္စကြီးစိတ်ပူစရာမလိုတော့အရန်ကစားသမားတွေနဲ့ကြည့်မယ်ဆိုရင်လူးဝစ်ကယ်လီ ပဲရိုဟင်ဂါဘေအာကျွန်တော်တို့ဟိုလူငယ်ကစားမလေးမော်ကွေအားနည်းနည်းအောင်မေ့နေအမေခြေစွမ်းအရင်ပြတဲ့ကစားမပါညာချမ်းမဆိုရင်ဘန်ဝိုက်အရင်အင်းကလည်းလုံးဝတောင်းတင်းနေအဲအကြောင်းကိုကျွန်တော်တို့ဒီတိုမီယာဆူတို့လိုနောက်ပြီးတော့အသင်းရဲ့ဒီဖိုကတ်စစ်မှာအဲဇင်ချန်ကိုတို့လိုကစားမမျိုးတွေတောက်လျှောက်ကျွန်တော်တို့ရှင်းထုတ်ခဲ့တယ်ခီဘီရောပါဝင်ပေါ့လေဘာကြောင့်လဲဆိုတော့ quality မြင့်ဘိုးခန်းစစ်တန်းမအောင်မှာနောက်က quality မြင့်အရင်ကစားမမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်အခုစာလီဘာဆက်နေပြီ ဒေဗီယမကိုင်းလည်းအာဆင်နယ်မှာဆက်ရှိတယ်ပြီးတော့စာချုပ်တက်တန်တိုးထားခဲ့တဲ့တဲကလူငယ်ကစားမိုက်ဖြစ်တဲ့နာလူးဝစ်စကယ်လီလိုမျိုးစာချုပ်တက်တန်အများကြီးရှိတဲ့ကာလာဖီယိုရီလိုလိုထင်ပါလို့လိုဘန်ဝိုက်တို့လိုကစားမိုက်မျိုးတွေရှိတာဖြစ်တဲ့အတွက်အာဆင်နယ်တည်းရဲ့အရင်ရင်ကတကယ်တောင်းနေနေပြီအဲကြောင့်ဒီအသင်းမှာဘာကြောင့်ကစားမိုက်ဆက်ပြီးနေကြတယ်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲအိုက်တောက်ယုံကြည်တယ်အသင်း ဘုတ်ဖွဲ့တွေအတင်းတောင်ရှိတွေတထေးတွေရဲ့ပံ့ပိုးမှုလည်းယုံကြည်တယ်ဒီတဲ့ကတခုခုလုံနိုင်လိမ့်မယ်ဆူဖလာအောင်မြင်မှုတွေရမယ်ဆိုပြီးယုံကြည်တဲ့သူတို့ဆက်ပြီးနေတယ်လွန်ခဲ့တဲ့တလလောက်ကဝီလန်ဆာလီဘာအင်တာဗျူးတစ်ခုမှာပြောခဲ့တာမှတ်မိသေးတယ်ဒီအတင်းမှာအောင်မြင်မှုတခုခုမရဘဲနဲ့သူကတခုခုပြောတော့ကျွန်တော်အဲ့တော့ကဘာသာပြန်တာလော်ဘီတခုလို့ရေးခဲ့တာအာဆင်နယ်တင်းရဲ့အောင်မြင်မှုတခုခုမရဘဲနဲ့ ဒီအသေးကိုလက်ပြနှုတ်ဆက်သွားမယ်တဲ့မှာသူမပါဘူး။ဘာကြောင့်လဲဆိုတော့အောင်မြင်မှုယူတဲ့ player တွေကိုပဲပေးသက်တီကအမြဲတမ်းမှတ်မိတာ။ဒါကြောင့်မို့အာဆင်နယ်တင်းတွေကြီးကျယ်ခံထားတဲ့အောင်မြင်မှုတစ်ခုခုယူပြီးသွားတော့မှာပဲဒီအသေးကိုလက်ပြနှုတ်ဆက်သွားမယ်ဆိုသူကအဲ့တော့ကပြောခဲ့ဘူးလေ။အဲ့ဒီစကားကြောင့်ပဲအသင်းမှာတက်တန်းတိုးမယ်လို့ကျွန်တော်ကယုံကြည်ခဲ့တယ်။ပြီးတော့ GB မခါကြီးလိုမျိုးကစားမမျိုးတက်တန်းတိုးပြီဆိုတဲ့ဟိုကကျင်းတည်တယ် စာလီပါလေတက်တန်းတိုးတော့မှာပေါ့လေကြံခဲ့တဲ့ຫນွေဈေးကတော့သူတို့နှစ်ယောက်တိုင်ပင်နေလဲကြားသိရတယ်ဂေဗီယယ်မကိုင်းနဲ့ဝီလန်စာလီပါသူတို့အနာဂတ်အတွက်တယောက်ကတော့ sorry ပဲတယောက်ကတော့ real madrid ပဲတိုင်ပင်ကြတယ်ဒါပေမဲ့ arsenal မှာဆက်နေပြီးတော့တက်တန်းတိုးလိုက်တာက aita ရဲ့လက်အောက်မှာဆိုသူတို့ပို့ပြီးကောင်းလာနိုင်တယ်ဒီသင်းကလည်း supply ယူဖို့အတွက်လုံလောက်တဲ့ကစားမဖြစ်တင်မှုတွေရှိနေအောင်သူတို့တွေ့မြင်သွားတဲ့အခါမှာဆက်ပြီးနေလိုက်တယ်စာလီပါဘာကြောင့်နည်းနည်းလေးနောက်ကျနေဆို arsenal တဲ့ຫນွေရာဒီကစားမ၈ဦးခေါ်တဲ့ကိစ္စကို तू စောင့်ကြည့်ပုံရတယ်အဲ့ဒီကစားမ၈ဦးကလည်းအရန်ဆိုလဲအရန် quality အလျောက်တကယ်ကဘာဆင့် used to တန်းသွင်းလို့ရတဲ့ကစားသမားကြီးလည်းပါလာတာဖြစ်တဲ့အတွက်ဆာလီဘန်အမှစိတ်ချလက်ချတက်တန်းတွေ့လိုက်ဝင်ရတယ်။ကြံခဲ့တဲ့ရာသီကကျွန်တော်ပြောတဲ့စကားကြီးတွေမှာတခွန်းပါတာကအသင်းရဲ့အဓိကကစားသမားတော်များစာချုပ်တက်တန်းကိစ္စကြန့်ကြာနေတာဒီအာဆင်နယ်ရဲ့ຫນွေစည်းကွက်မှာဘလို့ကစားသမားတွေဖြစ်တင်းမလဲအသင်းကစူဖလားအိမ်မက်နဲ့ပတ်သက်ပြီးဘလောက်ထိလောဘရှိလဲဆိုတဲ့ပုံမူတည်လိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်။အဲ့ဒီကိစ္စကြောင့်ပဲအသင်းရဲ့ကစားသမားတော်တော်များစာချုပ်တက်တန်းတွေ့ကိစ္စအဆင်ပြေသွားတယ်။တစ်ဖက်မှာလည်းဒါကိုဖြစ်မြောက် final decision တွေအကုန်လုံးချမှတ်ပြီးတော့လက်မှတ်ထိုးတဲ့အထိပါအားလုံးလုံနိုင်ခဲ့တဲ့ Andre Barter ကိုလည်းကျွန်တော်တို့ချီးကျူးအောင်ပါ။ဒါကြောင့်မို့လို့ ဝီလျံဆာလီဘာတယောက်အာဆင်နယ်နဲ့2030ခုနှစ်ထိစာချုပ်သက်တမ်းရှိသွားတော့မှာပါဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြီးပြောင်းရမယ့်ကစားခြင်းဆိုရင်ဘာပြောဖို့လဲတင်ကြကို646 463 3တယ်နံပါတ်3969 9993ခေါရောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာဆော့ခြင်းနဲ့အကောင့်လေဖွင့်နေတယ်တခုဆိုလာပြီးမေးမြန်းနေတယ်ဆိုရင်တော့ကျွန်တော်စီမှာဆက်အောင်အားလုံးကိုဖိတ်ခေါ်ပါရစေ။ဘောလုံးပွဲတွေမလောင်းတဲ့ရင်တော့မလောင်းပါနဲ့။ YouTube မှာကျွန်တော်ကိုကြည့်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာ။